ခါမှာတော့ခိုင်ချွာကျမ်းမာရေးနဲ့ပတ်သက်တဲ့သတင်းလေးတစ်ခုပေါ့နော်တတိပေးစရာလေးဖတ်ထားတယ်ဟဲ့တိုင်ချက်ချက်မှာဖတ်ထားတာကိုယ့်ရဲ့နှလုံးအသက်အရွယ်ဘလောက်အုံမင်းနေပြီလဲတဲ့လူတွေကကိုယ့်အသက်ကိုပဲဂရုစိုက်နေကြတာဒီခန္ဓာကိုယ်ထဲမှာရှိတဲ့အင်္ဂါအစိတ်ပိုင်းတွေအသက်ကြတော့ဘာမှမသိကြဘူးဂရုလည်းမစိုက်ကြဘူးနော်ဒါကပိုအောင်အရေးကြီးတဲ့တကယ်အဲ့တော့ဒီနှလုံးရဲ့အသက်ကလည်းစဉ်းစားစရာနံပါတ်တစ်ခုပါတဲ့ယောဂကာကွယ်ရေးဌာနတွေကဆိုလို့ရှိရင်ကိုယ့်ရဲ့နှလုံးအသက်ဘလောက်ကြီးနေလဲဆိုတာကိုညံစမ်းဘီရင်တွေဖြေခိုင်းခဲ့တဲ့လူတွေကိုအဲ့ဒီခါမှာညံစမ်းဘီရင်တွေဖြေတဲ့ခါမှာပေါ့နော်အသက်30န နှစ်ကနေ84နှစ်ကြာအရွယ်ရောက်တဲ့သူတွေဖြေခိုင်းတာကျလို့ဖြေခိုင်းတဲ့အခါမှာ BMI ခေါ်တဲ့ပေါ့နော်ဒီခန္ဓာကိုယ်ရုဒီခန္ဓာကိုယ်ဒုရယ်ဆန်နှုန်းနေနောက်ပြီးတော့သွေးပေါင်ခြင်းပြီးတော့ဆေးလိပ်တောက်တဲ့အလေးထားတွေစီးချိုသွေးချိုရှိတာတွေပေါ့နော်ဒါတွေဟာဆိုလို့ရှိရင်ကိုယ့်ရဲ့နှလုံးအသက်ကိုဘလောက်အုံမင်းယိုယွင်းလာစေလဲပေါ့နော်ဒါတွေကွာခြားမှုတွေသူတို့တွက်ချက်တယ်တွက်ချက်တဲ့အခါမှာဒီ Framingham ဒီနှလုံးလေးလိုက်အဖွဲရနေပြီးဒီညာညာမဟင်းကြီးကိုဖြေဖန်နှီးပြီးတော့တွက်ချက်တာပေါ့လူပေါင်း69တန်းအောင်ဆိုလို့ရှိရင်တဲ့သူတို့တကယ်အသက်ထက်သူတို့ရဲ့နှ နှလုံးတွေကပို့ပြီးတော့အုံမင်းနေရအောင်ဖော်ထုတ်တွေ့ရှိခဲ့တဲ့တကယ်လည်းဟုတ်ပါတယ်အဲ့မှာတွေ့ရှိတဲ့အသက်ကဆိုလို့ရှိရင်သူကဒီပေါ့နော်တကယ်ရှိနေတဲ့အသက်ထက်အမျိုးသားတွေမှာဆိုလို့ရှိရင်၈နှစ်ပို့ပြီးတော့နှလုံးအောင်အသက်ပိုကြီးနေတယ်ပြီးတော့အမျိုးသမီးတွေမှာကျတော့၅နှစ်ပို့ပြီးတော့အသက်ပိုကြီးနေတယ်နှလုံးအောင်ပို့ပြီးတော့ပျက်စီးယိုရင်းနေရတယ်တွေ့ခဲ့တဲ့အတိတ်ကအမျိုးသားတွေမှာအဲ့လိုပို့ပြီးတော့အသက်ကြီးတယ်ဆိုတော့ခိုင်းဆိုထင်နေဆက်လိုက်ကြောင်ဖြစ်မယ်နော်ဆက်လိုက်တော့တဲ့သူများတယ်လေအမျိုးသားတွေမှာအဲ့တော့အဲ့ဒါတွေကြောင့်ပါတဲ့ပြီးတော့လူရရပေါ့နော်ဒီလိုမျိုးနှလုံးရောဂါတွေမဖြစ်ပွားအောင်ကြိုတင်ကာကွယ်နိုင်တဲ့အခွင့်အလမ်းတွေရှိပေမဲ့လေဒါတွေက လည်းတလွဲတချုံနဲ့သတိတမိဖြစ်နေကြရဲ့ပြီးတော့လေးဖြတ်ယောဂါနဲ့နှလုံးတိုက်ခတ်ခံရတဲ့ယောဂါလူနာလေးဦးမှာဆိုရင်၃ဦးဟာသူတို့နှလုံးနေရာအသက်ပိုကြီးနေရာလဲတွေ့ခဲ့တယ်အဲ့တော့နှလုံးကျန်းမာရေးတိုးတက်မှုရှိစေဖို့ယောဂါရှိမရှိတခြားဆေးစစ်ပြီးယောဂါရှိလဲစောစောစီစီကုသမယ်ဆိုတဲ့အကြောင်းပြောတယ်အဲ့တော့လူတွေကိုယ်အသက်ကိုပဲတွက်မနေပါနဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အစိပ်ပိုင်းနေရာအသက်လေးတွေဒါလေးလည်းသတိထားကြည့်ကြပါအဲ့တော့ကိုယ့်ရဲ့နေထိုင်မှုပြုမှုလေးလည်းပြောင်းလဲပါမဟုတ်ရင်အပြင်မှာတော့နှုတ်နေပြီမဲ့အတွင်းမှာပျက်စီးရွေးမှုတွေများနေစောစောစီစီအသက်ဆုံးရှုံးနိုင်တယ်နော်อืมဟုတ်တယ်နော်ကိုယ်တွင်းအသက်ဘယ်လောက် 心情，对对对。 ကဲဒါဆိုရင်ဒီခါမှာကြတော့ဆိုတာဒါဟိုကလေးမီပွားတော့မဲ့မိခင်တွေအတွက်ပေါ့နော်ပြောပြပေးအောင်မယ်အဲ့ဒါပါလဲဆိုအခုခေတ်မှာကအမျိုးသမီးအမျိုးသားပေါ့နော်အရက်တွေပါတောက်တာတွေရှိကြတယ်အမျိုးသမီးလေးတွေလည်းတစ်ခါလေးမှာတောက်တာရှိကြတယ်အဲ့တော့ဟိုဘလိုပဲ social ပဲပြောပြောပေါ့ဟိုဘလိုပဲပြောပြောပေါ့နော်ပြောချင်တာကတော့အမျိုးသမီးဖြစ်တဲ့အတွက်တစ်ချိန်မှာကိုယ်ကကိုယ်ဝန်ဆောင်ရမှာပဲမိခင်ကိုဖြစ်ကိုဖြစ်မှာပဲအဲ့တော့ကိုယ့်ရဲ့အပြုမူနေတိုင်းနေစင်ရင်တဲ့ဆိုတာကိုပြောပြမှာပေါ့နော်အာရောချန်ထဲမှာရေးထားတဲ့သတင်းလေးတစ်ပုဒ်ပါအဲ့ဒါကဘာလဲဆိုတော့ကိုယ်ဝန်ဆောင်မိခင်နေအနေနဲ့ကိုယ်ဝန် ဆောင်နေတဲ့အချိန်မှာမကြကနာအရက်တောက်တော့မှလုံးမယ်ဆိုလို့ရှိရင်တဲ့ခလေးရဲ့ဟိုခလေးရဲ့အတွက်ပေါ့နော်မွေးဖွားပြီးခြင်းကနေစပြီးတော့သူ့ရဲ့ဘဝတလျှောက်လုံးမှာသွားပြီးတော့ဒီမကောင်းတဲ့ effect တွေဖြစ်ပေါ်ရဲဆိုပြီးတော့ပြောထားတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် तू ကဒီမှာဆိုလို့ရှိရင်ဘာပြောလဲဆိုတော့တက်လက်ပိုင်းအရွယ်မှာတဲ့အဝလွန်တာတွေဖြစ်တတ်တယ်အဲ့ဒီကလေးတွေကပေါ့နော်မိခင်တွေကကိုဝင်ရှိတဲ့အချိန်မှာအရက်ခဏခဏတောက်မယ်ဆိုရင်အဲ့ဒီကလေးတွေတက်လက်ပိုင်းအရွယ်မှာအဝလွန်မယ်ပြီးတော့အမျိုးအစားနှစ်စီးကျွတ်သွေးရောဂါတွေလည်းဖြစ်နိုင်ပါတယ်တဲ့အဲ့တော့လေးလောက်မှုတစ်ခုမှာဆိုရင်ကိုဝင်ဆောင်နေတဲ့အချိန်မှာ သတိသားရဲ့ဖွံ့ဖြိုးမှုကိုတဲ့အရက်ကဘယ်လိုမျိုးအနှောက်အယှက်ဖြစ်စေပြီးတော့ပြက်ဟိုပျက်စီးစေခဲ့သလဲဆိုတာကိုတွေးရှိခဲ့ရတယ်။အဲ့လိုတွေးရှိပြီးရနောက်မှာဆိုရင်သူကဘာဆက်ဖြစ်လဲဆိုတော့အဲ့ဒီကလေးငယ်ရှင်သန်နေထိုင်တဲ့ဘဝတစ်လျှောက်လုံးမှာအဲ့မိငယ်တောက်ခဲ့တဲ့အရက်ကသွားပြီးဒုက္ခပြီးတာတဲ့။အင်းကလေးတွေကအင်းအပြစ်မဲ့ပြီးတော့ခံရတာပေါ့နော်။အဲ့တော့ဘာတွေဖြစ်နိုင်လဲဆိုတော့ဒီအသက်ငယ်ရွယ်စဉ်အချိန်မှာဆိုရင်ခုနပြောရဲပေါ့နော်။အမျိုးသားနှစ်စည်းကြိုသွေးကြိုယောဂါကိုဖြစ်စေနိုင်တယ်။အဲ့တော့ကိုဝင်ဆောင်ချိန်မှာဆိုရင်အရက်သေးစာတောက်စားခြင်းကိုပြင်းပြင်းထန်ထန်ကန့်ကွက်တဲ့ နေဆိုပြီးတော့လေးလာမှုမှာပါဝင်တဲ့ဩစတြေးလျစေတက္ကသိုလ်ကနေပြီးတော့ပါမောက်ခဖြစ်တဲ့ Karen Morris ကနေပြီးတော့ပြောထားခဲ့ပါသေးတယ်။အဲ့တော့ဟိုမိခင်လေးအနေနဲ့ဒါစဉ်စဉ်ညင်နေမယ်ဆိုရင်ကိုယ့်ရဲ့သားသမီးလေးဝေးကစားမှာတော့ကျမကြီးကောင်းမြင်ကောင်းနေလိမ့်မယ်။ဒါပေမဲ့အသက်အရွယ်လေးတခုရလာတဲ့အခါမှာဆိုရင်ဒီလိုမျိုးဖြစ်တယ်ဆိုတာကိုကိုယ့်အကြောင်းဆိုတဲ့စိတ်ကြီးနဲ့ တက်တလုံးနောင်နာတွေပါရနေမှာပေါ့နော်ဟုတ်တယ်နော်ခေခေနေတိကျအောင်အမျိုးသမီးဆိုတော့ဒီနေ့မှာမိရဖြစ်မှာပဲဆိုတော့ဂယုဆိုင်နေတယ်နော်ဒီတကောင်လာအောင်ပြပြပေးမှာကြတော့ပြည်မြန်မာမှာပါတဲ့နိုင်ငံတကာထူးခြားတဲ့သတင်းလေးပေါ့နော်သူကအီတလီမော်ဒယ်ရရဲ့ရေအောက်မှာမိချောင်းနေလဲမျက်နှာချင်းဆိုင်ပြီးတော့ဓာတ်ပုံရိုက်တာဩမျက်နှာချင်းဆိုင်နေတော့မိချောင်းနော်မိချောင်းနော်လူမဟုတ်ဘူးဟုတ်တယ်အဲ့တော့ဒါကိုပြုလုပ်ခဲ့တဲ့သူကအီတလီနိုင်ငံသူလူဆွန်စားမော်ဒယ်လေးဖြစ်တဲ့ပေါ့နော်ရိုဘတ်တာမန်စီနိုတဲ့သူက14ပြည်လောက်ဒီအရှိရှိရဲ့မိချောင်းနဲ့မျက်နှာချင်းဆိုင် ိုက်ခဲ့တာအဲ့တော့ဒီမှာဆိုလို့ရှိရင်ထူးခြားတဲ့ဓာတ်ပုံတွေအများကြီးဖန်တီးပြခဲ့တယ်ဒီကဘယ်မှာလောက်ခဲ့ရလဲဆိုတော့ဒီမက္ကဆီကိုပင်လယ်ကွေ့ပေါ့နော်ဒီပင်လယ်ကွေ့မှာမိချောင်းနေနေရှေကူပေါ်ရတဲ့သူ့ဘဝရဲ့အိမ်မက်ပါတဲ့အဲ့သူ့ဘဝရဲ့အိမ်မက်အတိုင်းသူကဒီလိုမျိုးရိုက်ခဲ့ရိုက်တဲ့ခါမှာအဲ့မက္ကဆီကိုပင်လယ်ကွေ့မှာပင်လယ်ထုံးဝိုင်ဆိုတာရှိတယ်အဲ့ပင်လယ်ထုံးဝိုင်မှာမိချောင်းက900လောက်ထိသူကနေရမိချောင်းတော်တော်များနေရမို့နော်မိချောင်း900လောက်ကျဆားနေရနေရပါတဲ့အဲ့ဒီကိုသူက9ရက်လောက်အချိန်ပေးပြီးတော့ဓာတ်ပုံရိုက်ကူးခဲ့တယ်ပြီးတော့မိချောင်းနေနေ10နာရီကြာအောင်သူကရေကူးပြီးတော့အဲ့မိချောင်းနဲ့သူနေရှင်အောင် lâu lại đó. ။နိုင်ပေါင်းများစွာမိချောင်းလေးရေကူပြီးရှင်အောင်လုပ်ပြီးတော့အဲ့မှာဓာတ်ပုံရိုက်တယ်ပေါ့နော်။ရိုက်တဲ့ခါမှာသူကဒီ project အတွက်6နှစ်ကြာအပြင်ဆင်ရတယ်။အဲ့အနေအများလုံးနဲ့ project ဆိုတော့သူ့ကို sponsor ပေါ့နော်။ထောက်ပံ့ပေးမဲ့သူမရှိဘူး။ဒါပေမဲ့သူသွားကန်ဒီကြတော့မှ TSU ပေါ့နော်။လူမှုရေးကွန်ရက်ကနေပြီးငွေချေးထောက်ပံ့တာပါတဲ့။သူရောက်နေတဲ့အဲ့ချင်ချိုရိုဆိုတဲ့ဒီတန်တာကြောက်တဲ့အမေရိကန်မှာမိချောင်းလေးခြေဖို့အတွက်အကောင်းဆုံးနေရာရှိတယ်တဲ့။အဲ့ဒီနေရာဆိုရင်မိချောင်းတွေရှစ်ပေရနေပြီးတော့ဒီပေအားဖြစ်ပေါ့နော်။73ပေတွေရှိလေရတယ်။သွားလာဖို့လည်းခက်ခဲရေပေါ့နော်။ဒါပေမဲ့အဲ့ဒီချင်ချိုရို မှာကဘာလက်ခီးသွားနေရင်ငုံသမားတွေငုံနေရှိပေမဲ့သူ့လိုမျိုးမန်ချီနိုလိုမျိုးမိချောင်းနဲ့အနီးကပ်နေဦးတဲ့သူကလုံးဝမရှိသေးပါဘူးတဲ့မန်ချီနိုကဒီလိုဓာတ်ပုံရိုက်တယ်ဆိုတာသူ့ကိုလူစိတ်ဝင်စားဖို့တတ်တတ်မဟုတ်ဘဲနဲ့လူတွေကမိချောင်းကိုကြောက်စရာလို့မြင်နေတဲ့အမြင်ကိုပြောင်းလဲပြစ်ဖို့တဲ့သူစူးစမ်းတာတဲ့ဩ ဟုတ်တယ်အဲ့ဒါရတယ်များဟိုက်တာဟုတ်ပါနော်အဲ့ဟာကို online မှာတစ်ခါတွေ့ဦးလေးသိလားဒါပေမဲ့ဓာတ်ပုံတွေ့တော့လေအစား Photoshop ထင်တာသိလားဒါပေမဲ့တက် video file ဟုတ်တယ် video file link လေးပါပါတယ်လေအဲ့မှာရိုက်နေလှုပ်စိလှုပ်စိနေအသေးရစရာလေးပြမီးချောင်းအစင်ကအယမ်းမြန်တာနော်ဖတ်ကနေဆိုသူရှင်းရမှာပေါ့ဒါကဘာလို့ထူးခြားနေနော်တရှင်းအများကြီးအောင်ပေါင်းထားလည်းမသိနော်ဒီကြောင်ပေါင်းနေ communication ပေါင်းမယ်နော်မိချောင်းပေါ်မှာတရားတရားကောင်းတယ်ကဲဒါဆိုလို့ရှိရင်လောင်းတို့ခဏအနာရတော့ပဲနော် ခေတ်သစ်ပြုံရေးအစီအစဉ်ကိုဒီမှာခဏနားကြည့်ပါရရှင့်ဆက်လက်ပြီးတော့ဘူသူရရဆရာအကြောင်းအရာတွေထပ်မံပြီးတော့ပြပြပေးသွားအောင်ပါပါ